နေယူလက်နဲ့မျှဝေရင်ပြင်သစ်ပြီးတိန်တော့နဲ့ဆွေးနွေးလို့ဟုဂျာမနီကောင်ဆောင်တဲ့ပြောင်းနေယူကလီးယားလက်နဲ့တင်မျှဝေသုံးဆွဲရဲ့အတွက်ပြင်သစ်ပြီးတိန်တော့နဲ့ဆွေးနွေးလိုတယ်လို့ဂျာမနီအဓိပတိတဲ့ဖြစ်လာတော့မယ် Frontrend Mask ကပြောကြားလိုက်ပါတယ်ဒါပေမဲ့ဥရောပသားအတွက်အမေရိကန်ရဲ့နျူကလ িয়ার အကာအကွယ်နေရာမှာအစားထုတ်ဖို့မဟုတ်ဘူးလို့လဲမတ်စ်ကဖြည့်ဆွက်ပြောပါတယ် ဂျာမနီဟာဒုတိယကမ္ဘာစစ်မှာစစ်ရှုံးနိုင်ငံဖြစ်ခဲ့တဲ့အတဲ့ကြောင့်နျူကလ িয়ার လက်နဲ့ထုတ်လုပ်နိုင်စွမ်းရှိပေမဲ့မထုတ်လုပ်ဖို့သဘောတူစာချုပ်တွေလက်မှတ်ထိုးထားပါတယ်။ဒါပေမဲ့ MATO အဖွဲ့ရဲ့နျူကလ িয়ার လက်နဲ့မျှဝေရေးအစီအမံတွေမှာပါဝင်ခွင့်ရနေပါတယ်။အမေရိကန်နျူကလ িয়ার လက်နဲ့တချို့လဲဂျာမနီမှာသက်ဆင်ထားပါတယ်။ဒါကြောင့်ဂျာမနီဟာကမ္ဘာမှာစီးပွားရေးအင်အားအများအမေရိကန်နဲ့တရုတ်ပြည်ရင်တတိယအင်အားအကြီးဆုံးဖြစ်တဲ့လို့ ဥရောပမှာဩစာအကြီးဆုံးနိုင်ငံဖြစ်ပေမဲ့နယူးလက်နဲ့နိုင်ငံဖြစ်မလာခဲ့တာပါဥရောပမှာရုရှားနဲ့အတူပြည်တင်ပြင်သစ်တို့ကနယူးလက်နဲ့နိုင်ငံတွေဖြစ်ကြပါတယ်မတ်စင်ကွန်ဆာဗေးတစ်ပါတီ CTU CSU ညီအစ်မပါတီဟာဆိုရှယ်ဒီမိုကရက်ပါတီ SPD နဲ့ညူပေါင်းအစိုးရဖွဲ့စည်းပုံမူပေါင်းတွေသဘောတူအပြည့်နောက်တစ်နေ့ဖြစ်တဲ့မတ်စကိုရဲ့မှာနျူကလ িয়ার ကိစ္စပြောခဲ့တာဖြစ်ပါတယ် ပြည်တင်ပြင်သစ်တော်နယ်နျူကလ িয়ার လက်နက်တွေမျှဝေခြင်းအပြင်အရန်အသာပိုအားကောင်းလာမှာဖြစ်ပေမဲ့အမေရိကန်ရဲ့နျူကလ িয়ার ဒိုင်းကိုဖြည့်ဆွတ်တဲ့အမြင်မျိုးနဲ့သာ ဆောင်ရွက်မှာဖြစ်တယ်လို့မတ်စ်ကပြောပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။